ဖခင်ကကြားပြပြထက်ဟောတယ်ပျက်စီးကြောင်းတရား၄ပါးထက်ဟောသေးတယ်ပြောမယ်တဲ့နော်ဖခင်ကပျက်စီးကြောင်းတရားတွေရှိသေးတယ်အဋ္ဌိဒုဒ္ဒလို့ခေါ်တယ်မိမလိုက်စားတာအပြုံအပန်းလိုက်စားတာနော်စီးပွားတော့ခြာပါရဲ့ပြီးရင်နော်အပြုံအပန်းလိုက်စားတာဒီနေ့ခေတ်ဆိုရင်ကလက်တွေသွားမယ် KTV တွေသွားမယ်မိမတွေနဲ့ပျော်ပါမယ်ကိုယ်အိမ်မှာမိသားစုအပြင်နောက်ထပ်အပြင်မှာမိမထတ်ချအောင်မယ် ဲ့ဒါပြည့်စင်ချောင်းပဲတဲ့မြတ်စွာဘုရားကနော်အဋ္ဌိဒုတ်တလို့ခေါ်တယ်မိမလိုက်ဆိုင်လို့ရှိရင်ပြည့်စင်တာပဲနံပါတ်1ကသူရာဒုတ်တတဲ့အချိန်ရှိသဖြင့်မူယူနေမယ်ဆိုရင်လည်းပြည့်စင်တာပဲတဲ့သူရာဒုတ်တတကယ်ရစ်ထုတ်ပဲနော်အဲ့တော့နေ့စဉ်နေ့စဉ်အရက်နဲ့အချိန်တွေကုန်းနေတဲ့ပုဂ္ဂိုလ်ဟာလည်းပြည့်စင်တာပဲနောက်တစ်ခါအခန့်ဒုတ်တလို့ခေါ်တယ်အခန့်ဒုတ်တဆိုတာဦးဇင်းတို့ ်လောင်ကစားဝါသနာပါတဲ့ပုံကိုလည်းသတိပြုရမယ်နော်လောင်ကစားတွေလုံနေရင်လည်းဒါပျက်စီးချောင်းပဲတဲ့နော်လောင်ကစားတွေလုံနေတာဟာလည်းပျက်စီးချောင်းပဲနောက်နံပါတ်၄ကတော့မကောင်းတဲ့မိတ်ဆွေရှိတာဟာလည်းပျက်စီးချောင်းနော်ဒီလိုဒုတာနာသောဇလန်းတွေဆိုလို့ချင်းအဲ့သဘောတွေပါတယ်လीမိတ်ဆွေမကောင်းလို့တထင်းသားတွေမူးယူပြီးတော့ငရေရောက်သွားတာပဲလीအ မိတ်ဆွေကောင်းရှိမယ်ဆိုလို့ချင်းမိတ်ဆွေကောင်းတွေကတားမှာပဲဒါမလို့တင်ဘူးဒီလိုမပြောတင်ဘူးလမ်းညွန်ပေးမှာပဲမိတ်ဆွေကောင်းမရှိတဲ့အခါကျတော့နော်ရှိတဲ့စီစဉ်ဥစ္စာတွေကိုဖြုံးတီးပြီးအပယ်ကြတာပဲလေဒါကြောင့်မြတ်စွာဘုရားကနော်ပစ္စည်းကြောင့်တရား၄ပါးထက်ဟောတာနော်အဲ့ဒီတော့မိမလိုက်စားရင်ပျက်စီးမယ်နေ့စဉ်အရက်တောင်နေပျက်စီးမှာပဲနော်လောင်းကစားဝါသနာပိုင်နဲ့ပျက်စီးမှာပဲမိတ်ကောင်းဆွေကောင်းမရှိရင်လည်းပျက်စီးမှာပဲ ါမြတ်စွာဘုရားကပိဿုပ်ပံဘဝမှာဘလို့နေထိုင်ရမလဲဆောင်းရံချောင်းရံတွေကိုဒါဟောကြားပေးတာပဲလေဒီထက်ပုံပြီးဘုရားဘာလုပ်ပေးနိုင်မှာလဲစဉ်းစားကြည့်နော်ဒီထက်ပုံပြီးတို့ဘုရားဘာလုပ်ပေးနိုင်မှာလဲလုပ်ပေးနိုင်ဘူးဘုရားကလမ်းညွန်ပေးရင်တတ်တတ်ပဲမဲကက်ခါကြီးတထာကြတော့ပဲနော်ဘုရားကလမ်းညွန်ပေးတာတကယ်ကိုဘာဖြစ်ချင်တာလဲဖြစ်ချင်တာကိုဒီမှာဘုရားလမ်းညွန်ပေးနေတယ်လောက်ရအောင်လုပ်ကိုယ့်အကိုလှုပ်ယူရမှာစွတောင်းယူရမှာမဟုတ်ဘူးနော် စွတ်တောင်းယူရမှာမဟုတ်ဘူးလှုပ်ယူရမှာဒါကိုဦးဇင်းတို့ဗုဒ္ဓဘာသာလူငယ်တွေလမ်းပြောင်းနေတယ်ဖခင်သခင်ကအဆအဆအရာရာတာဝန်ယူလိုက်မယ်လို့ဆိုတော့မျှော်နှင်းချက်နဲ့ဘာသာတရားကိုကိုးကွယ်ရင်တော့မှားသွားမှာပဲနော်ဒါကြောင့်ဦးဇင်းတောင်မြို့မှာကတော့ဆရာကြီးကပြောတယ်နော်တောင်မြို့မှာကတော့ဆရာကြီးကဘာမိတ်တယ်လဲဆိုတော့ဗုဒ္ဓဘာသာဖြစ်ချင်းမဖြစ်ချင်းကအဓိကမဟုတ်ဘူးတဲ့ဖုန်းကြီးရဲ့အယူဆကတော့ဘယ်ဘာသာပဲဖြစ်ဖြစ်ကောင်းတာကိုလို့ရင်တော့ကောင်းကျိုးရမှာပဲတဲ့ ဘယ်ဘာသာဖြစ်ဖြစ်ခရစ်ယာန်ဖြစ်ဖြစ်အစ္စလာမ်ဖြစ်ဖြစ်ဟိန္ဒူဖြစ်ဖြစ်ဗုဒ္ဓဘာသာဖြစ်ဖြစ်ကောင်းတာလုပ်ရင်တော့ကောင်းကျိုးရမှာကြည်ပဲနော်ဗုဒ္ဓဘာသာဖြစ်ရင်ငရဲမကြဘူးကောင်းရသူကလေးရောက်မယ်တခြားဘာသာဆိုရင်ငရဲကြမယ်ကောင်းရသူကလေးမရောက်ဒီလိုမဟုတ်ဘူးတဲ့ခရစ်ယာန်လို့အမိခံထားမယ်အစ္စလာမ်လို့အမိခံထားပေမဲ့အကုသို့မလုပ်ဘူးသူတို့ကအကုသို့ပဲလုပ်မယ်ဆိုရင်ကောင်းရသူကလေးရောက်မှာပဲတတိပြုစီရနော်ဘာသာရင်းကအဓိကမကြဘူး ဘာသာတရားတွေကဆုံးမတဲ့အဆုံးမကိုလိုက်နာဖို့ကအဓိကကြရတယ်ဆိုတဲ့အချက်ကိုယနေ့လူငယ်တွေမျက်စိပြတ်နေကြတယ်။နော်။မစ္စဗျာလက်တရုံကဘာသာကြားတွေရှိတယ်အများကြီးပဲ။အဲ့ဒီဘာသာကြားတွေရဲ့နော်ဆရာကြီးတွေရဲ့အဆုံးမတွေကိုယုံကြည်လက်ခံတဲ့ပုံကိုယ်တွေရှိတယ်။ဒါပေမဲ့သူတို့ကအဲ့ဒီအယူဝါဒကိုယုံနာယုံကြည်တယ်။ဒါပေမဲ့သူတို့အကုသို့မလုပ်ဘူး။သတိပြုကြနော်။ တို့မိစ္ဆာဒိဋ္ဌိဆရာကြီးတွေရဲ့အဆုံးအမကိုတို့ယုံကြည်တယ်။ဖះကိုမကူကွယ်ဘူးနော်။ဖះကိုမကူကွယ်ဘူး။ဘုံကြောင်းလည်းမတော်ဘူး။တို့ဆရာကြီးတွေဆုံးမတဲ့အဆုံးအမကိုတို့ယုံကြည်တယ်။ဒါပေမဲ့တို့အကုသို့မလုပ်ဘူး။မိစ္ဆာအယူဖြစ်နေပေမဲ့အကုသို့မလုပ်ဘူး။အဲ့တော့တည်တဲ့အခါကျတော့တို့လက်ပြရောက်တယ်။အယူမှားနေပေမဲ့အကုသို့မလုပ်ရင်ငရဲမရောက်ဘူး။ ်နတ်ပြည်ရောက်တယ်ဆိုတော့အဲ့ဒီနတ်သားနေရဘယ်လိုထင်လဲဆိုတော့ဒီဆရာကြီးရဲ့အယူဝါဒကြောင့်ငါတို့နတ်ပြည်ရောက်တယ်လို့သူတို့ကထင်တယ်သူတို့နတ်ပြည်ရောက်အောင်အကြောင်းသူတို့မသိဘူးနော်အာငါတို့ဆရာကြီးရဲ့အယူဝါဒတွေကိုငါတို့လက်ခံလို့ငါတို့နတ်ပြည်ရောက်တာလို့သူတို့ထင်နေတာမဟုတ်ဘူးယုံကြည်တာကယုံကြည်တာပဲအကုသိုလ်ကကုသိုလ်ဟာကုသိုလ်ပဲမတူဘူးနော်မိစ္ဆာအယူကိုယူထားကြပြီမဲ့သူတို့မတတ်ကိုသူတို့မတတ်ဘူးသူများဥစ္စာကိုမခိုးဘူး စွန့်တော့လူတန်းမှုတွေသူတို့လောက်တယ်ပရဟိတတွေသူတို့လောက်တယ်ကောင်းရသူကတိရောက်တယ်အဲ့တော့ကောင်းရသူကတိရောက်တာကအဲ့ဒီမိစ္ဆာအယူကြောင့်ရောက်တာမဟုတ်ဘူးပရဟိတအစရှိတဲ့ကုသိုလ်ကောင်းမှုတွေလုပ်လို့သူတို့ရောက်တာဒါကိုအဲ့ဒီနှစ်တွေကမသိကြဘူးနှစ်တွေကမသိတော့ဒီအယူကြောင့်ပဲငါတို့နှစ်ဖြစ်တယ်ငါတို့အယူမှန်တယ်ဆိုသူတို့ကနှစ်တွေကလည်းမိစ္ဆာတတိအယူထက်ယူပြန်အောင်အဲ့တော့နားလည်ရမှာကယုံကြည်မှုဟာယုံကြည်မှုတတ်တတ်ပဲအာကုသိုလ်ဟာအာကုသိုလ်တတ်တတ်ပဲမတူဘူးနော် အကြောင်းဥစ္စလို့မုံတာအယူဝါဒကိုယုံကြည်တယ်။ဒါမှမဟုတ်အကုသို့လုံနေမယ်ဆိုလို့ရှိရင်ကအလုံးပြောကောင်းရဒုက္ခတွေရောက်နိုင်ပါမလား။မရောက်နိုင်ဘူး။ဟာငါတို့ကဘုံတာဘာသာဝင်တွေဘာဖြစ်လို့ငရဲကြမှာလဲ။အကုသို့လုံရင်ကြမှာပဲလေမဆိုင်ဘူး။ဒါကြောင့်တောင်ကျုံမာကနုံစီတော်ကြီးကမိတ်နေ။နော်။ဘယ်မှာသာမင်းဖြစ်ဖြစ်ကောင်းတာလုံရင်တော့ကောင်းကျိုးကိုရမှာကြီးပဲတဲ့။ဒါဖုန်းကြီးအမြင်ကိုပြောတာတဲ့စီတော်ကြီးကနော်။ကောင်းတာကိုလုံရင်တော့ကောင်းကျိုးကိုရကြမှာကြီးပဲ။ အေးသူများဘာသာတဲ့ထူတာကတော့ဗုဒ္ဓဘာသာကတော့နိဗ္ဗာန်ရောက်တဲ့အဖြစ်ကိုဆုံးမကိုပေးနိုင်လို့ဘုန်းကြီးတို့ဗုဒ္ဓဝါဒကိုလက်ခံတာဆရာတော်ကြီးကနော်တခြားဘာသာမှာကတန်တရာဝဆင်းရဲကလွတ်မြောက်တဲ့နိလန်းမရှိဘူးနော်ဗုဒ္ဓဘာသာမှာကတန်တရာဒုက္ခကလည်းလွတ်မြောက်အောင်ပေးနိုင်တဲ့နိလန်းတွေရှိတယ်။ဒါကြောင့်ဗုဒ္ဓဝါဒကိုတို့ကိုးကွယ်တာယုံကြည်တာလက်ခံတာကျင့်သုံးတာလို့ဆရာတော်ကြီးကမိန့်တာနော်အဲ့တော့တို့ဗုဒ္ဓဘာသာ အဖြစ်လို့လက္ခဏာလေးတို့မေးရင်ခုနကလို့နော်ပိစုံပံအကျိုးတမလွန်အကျိုးအပြင်နောက်ဆုံးနိဗ္ဗာန်ရောက်တဲ့အထီကိုမြတ်စွာဘုရားလမ်းညွန်ပေးနိုင်လို့နော်လမ်းညွန်မှုတွေအားလုံးထဲမှာဗုဒ္ဓရဲ့အဆုံးအမကအကောင်းဆုံးလမ်းညွန်ခြင်းမှို့လို့ဦးစင်းတို့ဗုဒ္ဓဘာသာကိုယုံကြည်လက်ခံတာဖြစ်တယ်။ဘာသာတိုင်းဘာသာတိုင်းမှာအားလုံးကကောင်းဖို့အတွက်လမ်းညွန်တာကြီးပဲခရစ်ယာန်မှာလည်းပဲကောင်းဖို့အတွက်လမ်းညွန်တာပဲအစ္စလာမ်မှာလည်းကောင်းဖို့အတွက်လမ်းညွန်တာပဲ။ ဒါပေမဲ့လမ်းညွှန်မှုတွေအားလုံးထဲမှာဗုဒ္ဓရဲ့လမ်းညွှန်မှုကအပြည့်ဆုံးဆုံးလမ်းညွှန်မှုလို့ဦးဇင်းတို့မြင်တယ်လေ။နော်ဗုဒ္ဓရဲ့လမ်းညွှန်မှုကပြည့်စုံတယ်။ဒါကြောင့်ဦးဇင်းတို့ဗုဒ္ဓဘာသာကိုယုံကြည်လက်ခံပြီးကျင့်သုံးနေကြတာပဲလေ။